ပရိသတ်များခင်ဗျာအခုနောက်ထပ်ဘွဲခန်းသားတစ်ခုအနေနဲ့ပရိသတ်တွေမြင်တွေ့ရမှာကတော့အာ Ax Magazine ဒါစတင်မိတ်ဆက်တဲ့ဘွဲခန်းသားနဲ့အတူဒါကျွန်မပြုလုပ်ခဲ့တဲ့ Ax Angel 2015ဒါရွေးချယ်ပြီးတော့ပေးရတဲ့အခမ်းအနားရဲ့နောက်ပြီးတော့ဒါသူတို့ရဲ့ Photo Model Contest Season 2အတွက်ရွေးချယ်ပြီးတော့စုချီးမြင်တဲ့ဘွဲခန်းသားပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ပရိသတ်တွေအားလုံးကိုဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီးတော့ပရိသတ်တွေကိုတိစပ်ပေးမှာဖြစ်ပါတယ်ဒီတော့ပရိသတ်တွေအားလုံးမဲ့ဒီနေ့ရဲ့ဘွဲခန်းသားကိုကျွန်တော်တို့ဒူလိုက်ခဲ့ပေးကြပါအောင်ခင်ဗျာ နူမီညာချူပရိသတ်များခင်ဗျာအခုနူမီညာမကောင်းငယ်စီစမ်းနေပြီးတော့ပရိသတ်တွေအတွက်ပွဲခမ်းနားတစ်ခုတင်ဆက်ပေးဖို့အတွက်ကျွန်တော်ဆက်တွဲဟိုတယ်ကိုရောက်နေတာပဲဖြစ်ပါတယ်ခင်ဗျာအာဒီနေ့မှာဆိုလို့ရှိရင် Earth Magazine ရဲ့ Art Center 2015နဲ့အတူ Photo Model Corner Season 2အတွက်ဒါဆိုပြီးရချင်းမြင့်ပွဲကိုဒီမှာကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်ပရိသတ်တွေနေလဲဒီနေ့ပွဲခမ်းနားကိုစိတ်ဝင်စားကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီတော့ပရိသတ်တွေအားလုံးပဲကျွန်တော်တို့ဆက်ပြီးလိုက်ပါခမ်းနားကြည့်ရှုပေးကြပါအောင်ခင်ဗျာပရိသတ်များရှင် ရည်ရွယ်ချက်ကောင်းများစွာနဲ့စတင်ထုတ်ဝေခဲ့တယ်။ Art Magazine ဟာဆိုရင်စတင်လှုပ်ဆောင်ခဲ့ကြတဲ့က online magazine တစ်ခုအနေနဲ့ရပ်တည်နေကြရကနေအခုတော့ပရိသတ်ဒီစီကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲခမ်းနားမှာဆိုရင်တော့ Art Magazine ကို အစအစအရာရာကူညီပေးခဲ့ကြတဲ့သူတွေကိုကျေးဇူးတုံ့ပြန်ပြီးပြုလုပ်ခဲ့တဲ့ပွဲလို့လဲဆိုနိုင်ပါတယ်။အခုလိုကျင်းပပြုလုပ်ဖြစ်တဲ့အကြောင်းအရာချို့ကိုလည်း Art Magazine ရဲ့ CEO ကိုသားသားမှအခုလိုပဲပြောပြခဲ့ပါတယ်ကဲဒီပွဲကတော့အဓိကရွေချက်ကတော့ဒီမျက်နှာသစ်လေးတို့တင်ပေးပြတဲ့ပွဲအဓိကရွေချက်ရဲ့နောက်ရွေချက်တစ်ခုကတော့ Ask ကိုပို့ပြီးတော့ဟိုလူသည့်စလာစီရှင်နဲ့အဓိရွေချက်အဲ့နှစ်ခုပါပဲခင်ဗျဟုတ် Art Magazine ကနေရွေးချယ်ခဲ့တဲ့ Art Angel 2014ပိုးဤဖြူစင်ကိုမိတ်ဆက်ပေးခဲ့ပြီးတော့ Art Magazine ရဲ့ Art Angel 2015ဖြစ်တဲ့တက်လုံးပုံကို လွှဲပြောင်းပြီးအကစာနယ်ဇင်းမီဒီယာများကိုမိတ်ဆက်ခဲ့ပါတယ်။တက်လုံးပုံအနေနဲ့ Art Angel တယောက်အနေနဲ့ရှေ့ဆက်ဆောင်ရွက်သွားမယ့်အမှုပညာလှူရှားမှုတွေကိုပြောပြထားပါသေးတယ်။ ီဟာအစတော့တမီလုံးဝမမြော်မန်းတာပေါ့နော်ကိုတတကဒီဆိုတမီကိုရွေးချယ်မယ်လို့လည်းလုံးဝမမြော်မန်းတာပါဘူးပြီးတော့ဒီလိုတမီပြိုင်ခဲ့တဲ့မြပြိုင်ပွဲတွေမှာလည်းအဲ့လိုပေါ့နော်ဒီခုနှစ်ဆုရခဲ့တဲ့အတွက်ကိုတတကဒီလိုဘယ်ပြောမလဲတမီကိုအခုလိုရွေးချယ်ခဲ့တဲ့အတွက်လည်းကိုတတကျေးဇူးအရမ်းတင်ပါတယ်ပြီးတော့နောက်ကနေကိုတတတမီကိုအမြဲပတ်မပြီးရဲ့မမဒီ MGC ကရှင်ကမမလည်းအရင်ကျေးဇူးတင်ပါတယ်ဟုတ်ပရိသတ်များရှင်ပွဲခမ်းနာကိုဆက်လက်ကျင်းပခဲ့ပြီး Art Magazine ရဲ့ အနုပညာလှူရှာမှုတစ်ခုဖြစ်တဲ့ Photo Moral Contest Season 2ပြိုင်ပွဲမှာဆုရရှိခဲ့သူတွေကိုရွေးချယ်ဆုချီးမြှင့်ခဲ့ပါတယ်။ပရိသတ်များရှင်စာဘက်ပရိသတ်တွေအတွက်အနုပညာအကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ဖို့ရည်ရွယ်ရင်းထုတ်ဝေခဲ့တဲ့ Art Magazine ရဲ့ပွဲခန်းနာအကြောင်းအရာတွေကိုဒီနေ့နုပညာမိုးကောင်းကင်ကနေအခုလို တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ရသမားခင်ဗျာအခုဆိုရင်တော့ပြည်သက်တွေအားလုံးပဲဒီနေ့ရဲ့အမှုပညာမှုကောင်းကင်စီစဉ်ရနေပြီးတော့တင်ဆက်ပေးလိုက်တဲ့ပွဲခမ်းနားတွေကိုကြည့်ရှုပြီးသွားပြီဆိုတော့နောက်ထပ်စိတ်ဝင်စားမှုကောင်းတဲ့အကြောင်းအရာတစ်ခုအနေနဲ့ shooting making ကဏ္ဍကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ shooting making ကဆိုလို့ရှိရင်ပြည်သက်တွေတည်ပြီးသားဖြစ်တဲ့ဒါရိုက်ရိုက်ကွဲပေါ်အမှတ်တရတွေကိုစူးစီးပြီးတော့တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ဒါဇကားရိုက်ကွန်းမှုများလာတဲ့အဆိုတော်တေယုဆောင်ရဲရင်အောင်ရဲ့ဒါဇကားရိုက်ကွန်းမှုပဲဖြစ်ပါတယ်အဲသူကဆိုလို့ရှိရင်သူ့ရဲ့ဒါ တေယုတ်ဆောင်ချင်ဆုံးသူတယောက်နဲ့အတူတွဲဖက်ပြီးတေယုတ်ဆောင်လာတဲ့ဇာတ်လည်းဖြစ်ပါတယ်ခင်ဗျဒါကတော့ရင်းအောင်နဲ့တင်စာနယ်ဝင်းအတူပေါင်ဖက်တေယုတ်ဆောင်လာတဲ့ဒရိုက်တာသားညီရိုက်ကူးနေတဲ့ဟက်ဗီဒီယိုဇာတ်ရိုက်ကူးနေမှုမြင်ကွင်းတွေပဲဖြစ်ပါတယ်ခင်ဗျဒီတော့ဒီရိုက်ကွင်းကိုဘယ်သူကနေပြီးတော့တင်ဆက်ပေးသွားမလဲပရိသတ်တွေအားလုံးပဲခုပဲကြည့်ရှုလိုက်အောင်ခင်ဗျ ညာမိုးကောင်းရဲ့အစီအစဉ်ကနေအခုတစ်ခါတင်ဆက်ပေးမှာကတော့ပူပူ Music Production ကနေဖြန့်ချီมาဖြစ်ပြီးတော့ Director သားညီရိုက်ကူနေတဲ့ Shooting Making တခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကိုနုပညာမိုးကောင်းရဲ့အဖွဲ့သားရောက်ရှိနေတဲ့နေရာကတော့သင်ငန်းကျွတ်မြွတ်နယ်ကိုရောက်ရှိနေတာပါ။ဒီနေ့မှာဆိုရင်တော့ဟဲ့ဆိုတဲ့ဇာကားကိုဆိုရင်တေယုဆောင်များဖြစ်ကြတဲ့ရင်းရောင်နဲ့တင်ဆောင်နယ်ဝင်းတို့ကအဓိကတေယုဆောင်နေနဲ့ပုံဝင်ပြီးတော့ရိုက်ကူပုံဖော်သွားမှာပါ။ဒါကြောင့်မို့ဒီနေ့မှာဆိုရင်ဘလူးဆုံးဝင်ကန်းနေရိုက်ကူသွားမလဲ။နောက်ပြီးတော့တေယုဆောင်ရဲ့ character တွေကဘာဖြစ်မလဲဆိုတာကိုနုပညာမိုးကောင်းရဲ့အစီအစဉ်ကနေရနာကအခုပဲတင်ဆက်ပေးသွားမှာပါ။ ကျွန်တော်ဒီနေ့ရိုက်တဲ့ဇာကားနဲ့မရဟဲ့ပါဟဲ့လို့မြည်ရပါတယ်ကျွန်တော်ရတတရားမြောင်ကပါဒါရိုက်တာကတော့ကိုသားညီပါအမင်းသမီးရတင်ဆောင်ဝင်မှာဒါကိုမိုးဇက်ဝိုင်းဝိထုကိုရိုက်ထားတာပါဒီကားထဲမှာကျွန်တော်ပုံစံကတော့ဒီရက်ွက်ထဲမှာဘ ਹੁ ဒုဒစုံနဲ့စာရမ်းဖတ်တယ်เนาะဆရာကြီးပုံစံနဲ့နေတဲ့ခြားတိတ်တယောက်ပေါ့အဲ့လိုပုံမှာဟုတ်ပါဘူး ါလေ Guardian ကတော့အဲ့ကောင်မှလေးကသူဟုတ်กว่าပုတ်ဆောင်ပါဘုရားဘုရားတော့အဲ့ဟာမှမဟုတ်ဘူးဒီဘာလို့လဲကွာနိုင်တယ်ဘယ်လိုဆိုရမလဲဘုရားကဘုရားကဘယ်ကရောင်ရဲ့ဘုရားကဘုရားနာမငေါ့ဥဒ္ဒတော်ကိုပြောလဲမှလည်းကွာတော့ကြောင့်ဘုရားကြားတော့လည်းငေါ့အသက်မကြီးဘူးပြန်ခေါ်နေပါဦးအလိုက်ပါအခုဒီကားလေးပေါ့နော် ဟိုစုခံမရေးတယ်ကိုမိုးသက်ဝါရဝတ္ထုဟဲ့ဆိုတဲ့ဝတ္ထုလေးပေါ့မင်းသားကရဲရင်အောင်ရင်စင်စာလွယ်ဝင်းရင်တော့ဝင်းတပြေထုံးပေါ့ဟိုဟာတာတွေအများကြီးပဲကင်ကြီးတို့ကိုစုခံမင်းတို့တော်တော်များများပါတော့အဲသူကရက်ကွက်ထဲမှာရဲရင်အောင်အဲ့လိုဟိုဆက်ဆက်ဒီဆက်ဆက်အကုန်တီးတဲ့ကောင်လေးတယောက်ပေါ့နော်အဲအဲကောင်လေးတယောက်စီကိုကောင်မလေးတယောက်ရောက်လာတယ်သူ့ရဲ့အခက်ခဲ9ရက်စာပေါ့ရေရခြေရတယ်အဲ့ရေရခြေရတော့သူကလိုက်ပြီးရေရလိုက်ခြေပြီးရအမှအလွဲလေးဖြစ်တာဟာတာလေးပါပဲ တချို့အခန်းလေးမှာဟာတာလေးပါလေအဲ့လိုဆိုလူငယ်ဆဆလေးနဲ့ပြီးတော့ကြီးလိုက်လို့ရှိရင်နည်းနည်းရီရရယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်အောင်လို့အဝတ်အစားမှအစားအကုန်လုံးတရေချာလေးတော့စီစဉ်ထားပါတယ်မှာ